ကို့အမေရဲ့ဓာတ်ပေါ်ကြီးတဲရလေဟောတွေ့ဝေပြောလေဩဖြေတယ်ဘလို့ဖြေလဲဆိုတော့အမေခံစားရအားလုံးလွတ်သွားပြီကောင်းရပုံရောက်သွားပြီမေဘောနော်ဒီနောက်ဆုံးအချိန်လေးကိုလူတွေ့ရတာရေခဲတိုက်ဆိုလဲတနားကြီးအကောင်းဆုံးအခန်းအကောင်းဆုံးခန်းမအမှားငါတဲ့ငါအမေတနားခွဲအဝချိမယ် ငါမိတနိုင်ခွဲပြင်ဆင်မယ်ဆိုတဲ့စိတ်ရှိတယ်ပေါ့အမေကဘန်ကောက်ကနေပြန်လာတဲ့ချိန်မှာအမေကအော်နေမကောင်းပြင်အော်အမေဆုံးတော့မယ်ဆိုတာသိတယ်ဒါပေမဲ့လည်းအော်ရအောင်ပြန်ကဲအဲ့တော့ဆိုရင်အာပထမဦးဆုံးပြတာဆေးရုံမှာပြရတယ်ပေါ့နော်ပြီးတော့ RU RU မှာပြရစင်းရုံတက်တော့ ဆုံးပြီထင်တယ်မဆုံးငါ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 အမေတက်ကိုနေကဲနိုင်တယ်အေးအမေအိမ်ပြန်ကြမယ်ဆိုအိမ်ပြန်ကြအိမ်ပြောတော့ကောင်းသေးတယ်ဒါပေမဲ့ဒီနောက်ဆုံးမှကကြတော့သူ့အမေအမေဘာဖြစ်ချင်လဲမေပဲသွားချင်တယ်တဲ့ပြောကကြသူတဲ့တောင်ကြီးပြန်ချင်တယ်တဲ့တောင်ကြီးသွားဖို့ကိုနိုင်ခင်ကလေရင်နဲ့သွားလို့မရဘူးဆိုအမေဒီကိုဟိုပါဘောနော်တကယ်ပင်လေရေမျက်နှာအပြင်အမြင့်ကိုသွားလို့မရဘူးသွားရင် အောက်ဆီဂျင်တက်ပဲအောက်ဆီဂျင်ဖြစ်တာအဲ့တော့ဆီယာမကိုခွင်တောင်းနေဆီယာမရဲ့အမေတော့တောင်ကြီးသွားချင်တယ် တမိဘလိုလုတ်ပေးရမလဲဘယ်သွားမှလဲရှမ်းပြည်သွားမယ်အစပင်လေရင်မျက်နှာမြင်တမြင်တက်ကြောင်လို့ view ဆိုင်ရမယ်နော်ဆိုတော့ဆီယမနာခွင့်တောင်းပြီးတော့အကုန်လုံးဘက်ကကားပေါ်မှာနန်းခင်တို့ကားပေါ်မှာအောက်ဆီဂျင်အိုးလေးတဲတာဆိုလမ်းမှာပြတ်သွားရင်ဘယ်မှာတွင်းရမလဲဘယ်မှာဘယ်မှာလောက်ရမလဲဆိုအမေနဲ့တောင်ကြီးသွားဖို့ဆိုရင်နန်းခင်တို့လေ15ရက်ကြာတယ်လမ်းခီးမှာအမေတောင်ကြီးကိုသွားတည့်ရက်ပဲကြာတယ်ခီးပြီးဆိုအမေကလမ်းမလျှောက်နိုင်တဲ့ကြောင်လို့နန်းခင်တို့ရန်ကုန်ကနေပြီးတော့ ီးပြီးတော့မှတထောက်နားတယ်နီးပြီးတော့မှအဲသူအဲကြောအလမ်းမလျှောက်နေတဲ့အချိန်မှာအိတ်ရပေါ်မလဲလဲပြီးတော့အမေနားနှစ်ရက်လောက်နားပြီးတဲ့အချိန်မှာပြီးကလုံးမှတထောက်နားတယ်နှစ်ရက်ထက်နားကလုံးမှနှစ်ရက်နားပြီးတော့တောင်ကြီးကိုဆက်တက်တယ်တောင်ကြီးဆက်တက်တဲ့အချိန်မှာလဲသူအစင်သူသူသူညောင်းညာရလေအမကားနဲ့ဆိုရင်သူထိုင်နေအတောင်ထိုင်နေတဲ့အချိန်မှာသူအတွက်3-4နာရီဆိုရလဲတောင်နေတာဘာလို့သွေးလေးဘက်နာတာမှဖြစ်တဲ့ကြောင့်မလို့ကိုက်ခဲတာရရှေလက်တွေဆိုလဲဟိုပါတော့တိတ်မလုံးနိုင်တဲ့ဟာရှေတောင်ကြီးမှာစီးပဲပြင်ပြဖို့ဆိုလဲ3-4ရက်လောက်ကြာတယ် တော့တောင်ကြီးမှာဆိုလဲသူလူချင်းနဲ့ဖုန်းကြီးချောင်းတွေအကုန်လူ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 ပြီးတော့သူတွေ့ချင်းတဲ့အမျိုးတွေတွေ့တွေ့ပြီးတော့ပြန်လာပြန်လာပြီးတိတ်မကြောက်တလာမှာဒီလိုဖြစ်တာစိတ်ထဲမှာအော်ငါငါမေဖြစ်စီချင်တဲ့ဟာငါလုတ်ပေးနိုင်ခဲ့ပြီလုတ်ပေးနိုင်ဖုန်းကြီးတွေလူခဲ့တာငါလုတ်ပေးနိုင်အတွက်ကြောင့်မလို့ခုချိန်မှာနေခင်ဝမ်းမနေဘူးနောက်ဆုံး last minute ဒီအခုအမေဆုံးတော့မဲ့အမေက9:00နာရီ 7:40မှာဆုံးတဲ့အခါမှာနန်းခင်ဆုံးတော့မှငါနန်းခင်မသိဘူးနန်းခင်ညနေ9:00မှာနေပြီးတော့မှတချင်းဆိုတော့တချင်းဆိုကမယ်ပွဲလက်ခံတာပြီပွဲမလက်ခံလို့လည်းမရဘူးဆိုတော့နန်းခင်တို့ပတ်စံရှာတယ်ပတ်စံရှာဖို့ဆိုတာအမေစေးဘွားကပြီးပတ်စံရှာအမေလည်းပြောတာအမေတပီပတ်စံတရှာမယ်နော်ပတ်စံအမေကတိတ်မမတ်မိတော့အမေတပီပတ်စံရှာဒီပတ်စံရှာဆိုအမေစေးဘွားကအမရဲ့စေးယုံဆိုတဲ့စေးယုံအကြီးမှနေတော့ဒီစေးယုံဘိုးဆိုတာတည့်ရတည့်ရအနည်းဆုံးရှင်းရ30ပဲ သိန်း30ပဲကကြောင့်9ရက်ဆိုရင်မသိန်း100ဖြစ်နေတဲ့အခါမှာနေအနုပညာအလုပ်ကိုလည်းမလုပ်လို့မရတဲ့အခါမှာအမေကိုခွင့်တောင်းလို့လုပ်တယ်ဒါပေမဲ့ဒီနောက်ဆုံးနေ့မှာ तू အောက်ဆီဂျင်89သွေးပေါင်ချိန်သွေးပေါင်ချိန်80 90ဖြစ်တဲ့အချိန်မှာတိလိုက်တယ်ငါနောင်တရလို့မဖြစ်ဘူးတဖက်မှာလည်းပြိတက်တွေကပြိတက်ညတချင်းဆိုဖို့တဖက်မှာအမေစုံနေမဲ့ခင်မှာငါနောင်တမရချင်ဘူး နန်းခင်နေတဲ့ငယ်ချင်းစိတ်ကိုတည်ငြိမ်စွာထားပြီးတော့ဖုန်းနေလဲလာမခေါ်နဲ့တော့ငါကာမောင်းလာမယ်ညနေ9နာရီခွဲကာမောင်းလာပွဲပွဲရှင်ပွဲရှင်အကူမောက်လဲကျေးဇူးများရတင်တယ်သူကြောင်းမလို့လဲနန်းခင်ကနန်းခင်လက်ထဲမှာအမိဆုံးသွားခဲ့တာအနည်းပြီးတော့မှလုတ်တဲ့အကူမတွေခွင့်ပေးလို့သာနန်းခင်အမိအေးနောက်ဆုံးအသက်ဆုံးရှုံးတဲ့ခါမှာမြင်လိုက်ရတာမဟုတ်ရင်လည်းမြင်ရမှာမဟုတ်ဘူးမင်းမေအရင်လွမ်းနေမင်းမေ ဒက်ဘော်ဒီတဲရလေအော်တွေ့ဝေပြောလေအော်ဖြေတယ်ဘလို့ဖြေလဲဆိုတော့အမေခံစားရအလုံးလွတ်သွားပြီကောင်းရပုံရောက်သွားပြီလောကဒဏ်ကပဲခံရတော့မမဒီလောကဒဏ်ကြီးကအရင်ကြီးကိုပင်ပန်းဆင်းရဲလို့အာကြီးပါတယ်လူလူလူတို့ဖြစ်လာတဲ့အချိန်မှာအဲ့တော့မိုးတွေကလည်းရွာအမေကိုလည်းပူရတဲ့အချိန်မှာလေဘသူ့ကိုမှလည်းမဖိတ်ပင်နဲ့ ပေါ့နော်အမေကိုချလိုက်တဲ့အချိန်မှာလေငါပေါ့ဟိုဆွေမျိုးတွေကလည်းဟိုဘာမဖိတ်ဘူးဟိုတချို့လူက comment လာရေးတယ်ပေါ့နော်နမဲမကြီးလို့နန်းခင်မဝင်းရံတာလားပေါ့အမှန်တော့လေနန်းခင်ကိုဝင်းရံခြင်းနဲ့မီဒီယာသမားတွေအများကြီးတငယ်ချင်းတွေအများကြီးအခေါ်တော့ဘာလို့လဲဆိုတော့မေဘောနော်ဒီနောက်ဆုံးအချိန်လေးကိုလူတွေ့ရတာရေခဲတိုက်ဆိုလဲ တနားကြီးအကောင်းဆုံးအခန်းအကောင်းဆုံးခန်းမအမငါတဲ့ငါအမေတနားကြီးခွဲအဝါချိမယ်ငါအမေတနားကြီးခွဲပြင်စစ်မယ်ဆိုတဲ့စိတ်ရှိတယ်မဟုတ်ရင်ဒီအဖြစ်လူတွေကိုဖိတ်ဖိတ်ဖိတ်ရင်ပေါ့နော်အဲ့ပြင်းလို့တွက်ကိုစိတ်ဖူပေးနေရမယ်ပူပန်ပေးနေရမယ်မီဒီယာသမားတွေအတွက်ကိုနေရထိုင်ခင်းပူပန်ပေးနေရမယ်အတွက်ကြောင့်မလို့တကယ်လုံးဝမဖိတ်တာပါထွေးပွေပါ ဆိုရင်ဘဝကြီးရနသိမ့်မရှိတော့ဘူးအိမ်ပြန်ပြီဆိုရင်အရင်တော့ဆိုငါအမေအတွက်ပါစားမလဲမနဲ့မိုးလေးမီဆိုအမေအတွက်ဟာလိချင်းကတက်ဖို့မယ်ကန်တော်ကြီးလိချင်းကတက်ဖို့မယ်တလျှောက်မယ်အပြင်အမေစားဖို့အတွက်အရှမ်းဆိုင်ဆိုရှမ်းစားသားဆိုင်တစားမီပြီးအမေကိစ္စပြီးသွားပြီးပို့အလုပ်ကိုလုပ်ပဲအခုက schedule ရလုံးဝပျောက်သွားပြီပြုဆက်အိမ်ပြန်လာတယ်ချိန်ကစားအိမ်ပြန်လာတဲ့ချိန်မှာအိမ်မှာဘာမှမရှိတော့ဟာတတားကြီးဒါပေမဲ့ အလဲနေလို့မရဘူးငါချီဆက်ရှောင်းရမယ်ငါလုပ်ဒီအများကြီးလုပ်ရမယ်ပြီးပြီးရင်ဒီအော်ကိုရက်တီနေတဲ့ကိုအားကိုနေတဲ့ကိုဝန်ထမ်းတွေရှိတယ်အဲ့အတွက်ကိုလည်းငါအလုပ်ဒီအများကြီးပြန်လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အလုပ်ဒီပြန်လုပ်မယ်ပေါ့နော်ကြာတော့ပြောချင်တာဘာလဲဆိုတော့အမေပဲဖြစ်ဖြစ်အဖေပဲဖြစ်ဖြစ်တက်ရှိချင်ရှားရှိနေတဲ့အချိန်မှာအားလုံးဂယူဆိုင်ပေးကြပါဆိုသူတို့တွေကအယံအားငယ်တာကလေးလေးတယောက်လိုဖြစ်သွားတာပေါ့နော်ဆိုတော့လူကြီးတွေကမျောတယ် တာသမီတွေပဲမျောရဲဘလို့ပဲဖြစ်ဖြစ် nest မတွေပဲ nest မတွေနဲ့ဘလို့ထထားအခုတာသမီဘေးနားမှာရှင်အားရှိတယ်ဩငါတာတာသမီငါမငါငါသမီလေးဘေးမှာရှိပါလားငါငါတာလေးဘေးမှာရှိပါလားဆိုရယ် feeling ကဘယ်ဟာမှလဲလို့မရဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့မိဘတွေအသက်ရှင်နေတဲ့အချိန်မှာ နောင်တာမရအောင်အဓိက နောင်တာဆိုတာနောင်မရရနေခေတ်အတွက်ကနောင်တာဆိုတာမရှိစေရအောင်အဲ့လိုပေါ့နော်ဟုတ်